မေရိကန်စစ်ပွဲရက်စဲအဆိုပြုချက်ရုရှားသမ္မတထောက်ခံယူကရိန်းစစ်ပွဲရက်စဲရေးအချက်28ချက်ပါအမေရိကန်သမ္မတထရန့်ရဲ့ငြိမ်းချမ်းရေးစီစဉ်ကိုရုရှားသမ္မတပူတင်ကထောက်ခံကြောင်းပြောကြားလိုက်တာကိုရိုက်တာသတင်းမှဖော်ပြထားပါတယ်ဒီစီစဉ်ဟာအပိသက်ငြိမ်းချမ်းရေးသဘောတူညီချက်အတွက်အခြေခံအုံမြင့်ဖြစ်လာနိုင်တယ်လို့သမ္မတပူတင်ကပြောပါတယ် ဒီ28ချက်ငင်းကြမ်းစစ်စင်ထဲမှာယူကရိန်းတပ်မတော်အင်အားကိုစစ်သည်6သိန်းထိကန့်တတ်ဖို့ခရမီးယားလူဟတ်နဲ့ဒိုနက်စစ်ဒေသတွေကိုအမေရိကန်ပါဝင်ရုရှားပိုင်နယ်ဖြင့်အတိမတ်ပြုဖို့ယူကရိန်းကိုဥရောပတမက EU ဖွဲ့ဝင်ဖြစ်ခွင့်ရှိဖို့အစရှိရာတွေပါဝင်ပါတယ်ဒီစီစဉ်အတွက်ယူကရိန်းအနေနဲ့လာမယ့်နှစ်မှာနတ်ဆက်ကိုကျေးဇူးတော်နဲ့ Thanksgiving Day ကိုတင်းလျော်တဲ့နောက်ဆုံးရက်အနေနဲ့အကြောင်းပြန်မှု Trump ကသတ်မှတ်ပေးထားပါတယ် ယူကရိန်းသမ္မတဗိုလိုဒီမီယာဇလန်စကီကသူ့နိုင်ငံဟာတမိုင်းမှာအခက်အခဲဆုံးချိန်တစ်ခုနဲ့ရှင်းဆိုင်နေရပြီးဝါရှင်တန်ရဲ့အဆိုပြုချက်တွေကိုအကောင့်ထည့်ဖော်ဖို့တွန်းအားပေးမှုကြောင့်အမေရိကန်ကိုအတိတ်ကမိဖက်ဖြစ်ကနေပြီးတော့ဆုံရှုံနိုင်မယ့်အန္တရာယ်ရှိနေကြောင်းလည်းပြောကြားလိုက်ပါတယ်။